ဝင်းဆန်းအကောင့်ပိုင်ရှင်မေးထားတဲ့ဆရာဘိုက်တစ်ခုလဲပို့တာဘယ်လိုလုပ်သင်လဲပြောပါဦးဆိုပြောအောင်ပထမဆုံးအနေနဲ့ကျွန်တော်ဂုံပြူပါတယ်ဗျာဘာလို့လဲဆိုတော့ဒီဘိုက်ပူတာကိုမကောင်းမှန်းသိတယ်ဘိုက်မပူခြင်းဘိုက်ပူတာကိုဖြေဖြောက်ဖို့ဒီစိတ်အားထက်သန်နေရတာပရရှေ့လုပ်တယ်ဂုံယူပါတယ်ဆိုတော့ဘိုက်ပူတာမကောင်းဘူးဗောနော်ဒါတော်တော်များများသိတယ် ဒီကျွန်တော်နိုင်ရောဆိုရင်ပြောကြရသေးတယ်မလားအာငါဒီ bike ကိုဘလို့စားတော့ဘလို့စားဒါ BR bike ဘလို့စုထားတာဒီ bike ဖြစ်အောင်ဘလို့စုထားတာဆိုပြီးတော့ဒီနောက်တဲ့ပြောင်းတဲ့သဘောနဲ့ပြောကြတာရှိရေပေါ့လေပြီးတော့ပြောကြရသေးတယ်မလားငါစားနိုင်တော့နိုင်လို့ဝါတာ No it's not right အဲ့လိုမဟုတ်ဘူးစားနိုင်တော့နိုင်လို့ဝါတာမဟုတ်ဘူးလေ့ကျင့်ကမလို့လို့အစားတော့ကိုပေါ့နော်ဒီစိတ်ကိုမထိန်းချုပ်လို့သိရမလားစိတ်ကိုအလိုလိုက်ပြီးတော့ကိုစားခြင်းတလို့စားလို့ ဝါတာဒါကျွန်တော်အပြစ်ပြောတာမဟုတ်ဘူးเนาะဒါလူဝဲသိရမလားဖြစ်လာရင်တော့ဒီစားကျင်တာလေးကြီးတော့စားမှာပေါ့လေเนาะဆိုတော့အဲ့လိုစားတာရင်နောက်ဆက်တွဲမှာကျွန်တော်တို့ဒီဗုဒ္ဓတော်ဟောထားတဲ့ဒီရမလားဂျိုးနဲ့အပြစ်ပေါ့เนาะအချောင်းဂျိုးအဂျိုးပြစ်ဒီလိုမျိုးဆိုတာရှိတယ်ကျွန်တော်အဲ့ဒါမျိုးကြီးစားရင်ဒီ belly fat လို့ခေါ်တာပေါ့လူတစ်ခုလုံးဝါတာမဟုတ်ဘိုက်ပဲပုံနေတာ belly fat လို့ခေါ်တယ် visceral fat ပေါ့အဲ့လိုမျိုးဘိုက်ပူလာရင်ဖြစ်လာမဲ့ကျမရေးဆိုချိုးတွေရှိတယ်အဲ့ဒါနဲ့ကြောင့်ကျွန်တော်တို့ဘိုက်မပူအောင်ထိန်းရတာဘိုက်ပူလာမယ်ဆိုရင်ပထမဆုံးကျွန်တော်စီးချိုအမျိုးအစားနှစ် ဖြစ်တတ်တယ်စီဂျိုကမျိုးစား1နဲ့2တင်းနဲ့2နဲ့ဆိုပြီးရွှေရဲ့တောင်းမာရဲ့အကြောင်းပြောပြပေးမယ်စီဂျိုမျိုးစား2ဖြစ်မယ်ပြီးလို့ရှိရင်ဒီ cardiovascular health flow corollary နှလုံးနဲ့သွေးကြောနဲ့ပတ်သက်တဲ့ကျန်းမာရေးတွေဖြစ်တတ်တယ်ပြီးလို့ရှိရင်ဗိုက်ပူရင်သွေးတိုးတတ်တယ်သွေးတိုးတာပြင်းပြီးအိပ်ရင် ဟောက်တဲ့ပြဿနာပေါ့နော် sleep apnea လို့ခေါ်တာပေါ့အိပ်နေရင်လည်းအသက်ရှူမဝတဲ့ပြဿနာအဲ့လိုမျိုးတွေကြုံတတ်တယ်အခုပြောခဲ့တဲ့ဟာတွေအားလုံးကဒါအသက်အန္တရာယ်နဲ့ဆက်ဆံနေရနော် အဲ့လိုရောဂါတွေဖြစ်လာရင်အသက်အန္တရာယ်ဖြစ်တဲ့ quality of life လို့ခေါ်တဲ့လူဘဝအရေးသွေးကြာဆင်းသွားတယ်လေဒါကြောင့်မလို့ဘိုက်ပူတာက လုံးဝသတိထားတဲ့အန္တရာယ်နောက်ပိုင်းမှာဟိုဒီဘက်ခစ်ဒီမှာပေါ့နော်အရင်ကတော့ကျွန်တော်တို့ကဒီခနာကိုတကိုယ်လုံးဝါနေတာကျန်းမာရေးပြဿနာလို့ပြောတယ်နောက်ပိုင်းမှာအဲ့ဒီ belly fat လို့ခေါ်တဲ့ဒီဘိုက်ပူတာကပိုဆိုးတယ်လို့ပြောလာကြတာရှိတယ်ဒါကြောင့်မလို့ဘိုက်ပူနေဆိုရင်ကျွန်တော်တို့လောက်အောင်မှာအချက်၃ချက်ရှိရဲ့ ပထမတစ်ခြားကတော့အစားအသောက်ပေါ့နော်အစားအသောက်လေးဆင်ခြင်ဖို့လိုမယ်အစားအသောက်တွေမှာလို့အစီစိတ်များတဲ့ဟာတွေအထူးသဖြင့်ဒီပေါ့ဝတ်သားစားမယ်ဆိုဝတ်သားစားလို့ရတယ်ဗျာလို့အစီစားတာအဆင်မပြေဘူးဒါကျွန်တော်နားလည်ပါတယ်သုံးတသားမှကောင်းတာလေဆိုတော့သုံးတသားစားရင်အစီအဲ့ဒီအစီဘယ်ရောက်သွားမလဲအဲ့ဒီအစီကသွေးကြောတွေလည်းကိုရောက်သွားသွေးကြောတွေကိုရောက်သွားသွေးကြောတွေကျင်းကုန်ရောသွေးကြောတွေကျင်းရင်မှဒုက္ခတွေရောက်ကုန်ရောအဲ့လိုဖြစ်တယ်ဒီလိုဘိုက်ပူပူလာတယ်ပေါ့ဗျာဆိုတော့အစားအသောက်ဆင်ခြင်ဖို့လိုမယ်ပြီးလို့ရှိရင်ကိုလက်လှူရှားလေးလုတ်ပေးတဲ့ တပတ်မှာမိနစ်150ပေါ့ဗျာတပတ်မှာမိနစ်150လောက်ရမယ်ဒါကတော့ကိုယ့်ဘက်ကိုအဆင်ပြေသလိုလုပ်ပေါ့ဗျာသမတို့ကခင်ဗျားတရက်ကိုနိုင်ခွက်မိနစ်30 5ရက်လောက်ရင်တော့မှအဲ့ဒီ150ရရရအဲ့ဒါလေးအချိန်လေးပေးပြီးလုပ်ကြည့်အဲ့ဒီမိနစ်လောက်စားတောက်လေးရှောင်ဒါဆိုလို့ရှိရင်တော့အဆင်ပြေသွားမယ်နောက်တစ်ခုကတော့ calorie deficit ပေါ့ဗျာဝိတ်ချကျင်လဲဆိုလို့ရှိရင် calorie deficit ဟိုတနေ့တာလိုအပ်တဲ့ကီလိုရီတက်ရှော့ပြီးစားလို့ရတယ်ဒီ၃ချက်လေးလုပ်ပေးမယ်ဆိုလို့ရှိရင်အဲ့ဒီ belly fat လို့ခေါ်တဲ့ ဘိုက်အစီကြာသွားပါလိမ့်မယ်ပြန်ပြီးတော့ချုပ်မယ်နော်ဘိုက်အစီရှိရင်စီးချိုးသွေးတိုးနှလုံးနဲ့ပတ်သက်တဲ့ယောဂသွေးကြောနဲ့ပတ်သက်တဲ့ယောဂအပြင်အိတ်နေရင်အသက်ရှူမွားတဲ့ယောဂဖြစ်တဲ့တည်းပြီးလို့ရှိရင်ဒီကင်ဆာတွေနဲ့လည်းပတ်သက်နေတတ်တယ်နော်ဒီ၅ချက်ဖြစ်မယ်အဲ့၅ချက်မဖြစ်အောင်ကျွန်တော်တို့က၃ချက်နဲ့ပြန်ထင်ရတယ်စားတော့လျှော့စားမယ်အစီစိတ်နေလျှော့စားမယ်ဘီယာလျှော့တော့မယ်ပြီးလို့ရှိရင်လေ့ကျင့်ရလို့မယ်တပတ်မှာမိနစ်150တရက်ကို9ရက်လောက်ရင်9ရက်ပဲလောက်အောင်မယ် အဲ့လိုမျိုးလေးလုပ်မယ်ပြီးရှင် calorie deficit ဘွေးချခြင်းနဲ့ဆိုမှ calorie deficit ကလောက်အောင်မနော်ဝေးမချခြင်းဘူးဆိုလို့ရှင် calorie deficit လောက်ဆရာမလို့ဆိုတော့အဲ့ဆိုးကျိုး၅ခုမဖြစ်အောင်ဒီဘက်ကအချက်၃ချက်နဲ့ပြန်ပြီးတော့ထိမ့်ပြီးပိုက်ပူလာအဆင်ပြေသွားပါလိမ့်မယ်โอเค